မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်မြို့ကရဲစခန်းကိုအဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမက်စတာ၃ရက်နေ့ည9နာရီခွဲအချိန်ကမှရွှေပြည်သာမြို့နယ်မြို့မှာရဲစခန်းရဲတပ်ဖွဲ့မူယုံပင်မဂိတ်ကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲတပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ပြီးတော့အသေးစိတ်အခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်မှာတော်လိုင်းအဖွဲ့သားများအလုံးဘေးကင်းရာနေရာကိုရောက်ရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။မိုင်းနှလုံးနဲ့ပင်မဂိတ်နဲ့အနီးဆုံးကိုကတ်ရက်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဂိတ်ကင်းအဆောက်ရဲခွဲတွေထိခိုက်သိမ်းဆုံးနိုင်တယ်ထိခိုက်မှုအရေအတွက်ကိုတော့အတိအပြုစုံစမ်းနေသေးပါလို့ Operation Flame တရင်နဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီစစ်စင်ရေးကို Operation Flame OF ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့ရန်ကုန်တော်လိုင်းရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့ Operation Flame ကအတိအပြုထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကမ်ဘလူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားနှက်စီးကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိပြီးဖောကားတစ်စီးကိုတင်းစီရရှိကာအဲ့ဒီကားကိုမိရှို့ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ3ရက်နေ့မနက်6:30မိနစ်ခန့်မှာကမ်ဘလူမြို့နယ်ဇီးကုန်းတကြားဆက်ကနေဇီးကုန်းမလဲလမ်းအတိုင်းအရှိတ်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများလိုက်ပါလာတဲ့ဖောကားတစ်စီးနဲ့ ်ဆယ်ပေတို့ကားတစည်းတို့ကိုနတ်တော်ရွာအရှိတ်အရောက်မှာတော်လိုင်းတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားနတ်စီးကိုတော်လိုင်းတပ်ဖွဲ့များကစတင်မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်အပြန်အလှန်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်ဆက်တပ်ဘက်ကထိခိုက်ဒိဆုံးမှုများရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သားများစီးနင်းလာတဲ့ဖောကားတစည်းကိုတင်းစီရရှိကား အဲ့ဒီကားကိုမီးရှို့လိုက်တယ်လို့သိရပါတယ်။ကံဘလူမျိုးနဲ့ဇီးကုန်းတခြားဆက်ကနေဇီးကုန်းမှာလည်းလမ်းအတိုင်းထွက်လာတဲ့စစ်ခွေးကားနှစီးကိုနတ်တောင်ရွာအရှိတ်အရောက်မှာမိုင်းဆွဲပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတွေဘက်ကထိခိုက်ဒေဆုံးမှုရှိပြီးတော့အဲ့ဒီစစ်တပ်ရဲ့ဖောကားတစီးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်လို့ကံဘလူခရိုင်တရင်လေးတရင်ကတော်ဝင်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုကံဘလူခရိုင်အမတ်လေးတရင်နဲ့ပကဖအဖွဲ့များကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်နီတိုက်ပွဲများမှာစစ်တပ်ဘက်က9ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများတင်စီရရှိကစစ်တပ်ရဲ့ပစ်ခတ်မှုများကြောင့်ပြည်သူ9ဦးသေဆုံးပြီးအဆောက်အအုံ80ဝန်းကျင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ1ရက်နေ့ကနေ28ရက်နေ့အထိရိုက်ကွန်မြို့နယ်၊ဒီမော့ဆုံမြို့နယ်၊ဖဲကုံမြို့နယ်နဲ့မိုးပြဲမြို့နယ်တို့မှာစစ်ကောင်စီတပ်ကစီရေးပြင်မှတ်မဟုတ်တဲ့အရဲသားပြည်သူများကိုပြင်မှတ်ထားပြီးတော့လေကြောင်းတိုက်ခတ်မှုများ drone နဲ့လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြင်မှတ်ထားပြီးတော့တိုက်ခတ်မှုများကြောင့် အသက်10နှစ်အရွယ်အမျိုးသမီးတအူအသက်10နှစ်အရွယ်ကလင်းငယ်တအူ18နှစ်အရွယ်လူငယ်နှစ်ဦးနဲ့အရသာပြည်သူတအူစုစုပေါင်းပြည်သူ9ဦးတေဆုံးက12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ရဲ့ drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့် ိုးပြန်းမြို့မှာထိခိုက်မှုများရှိခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး90ထဲမှာစာတင်ကျောင်း၄ကျောင်းနဲ့ဘာသာရေးအဆောက်အဦး၄ခုလို့မိလောင်ပြက်စီးခဲ့ပြီးတော့အခြားမြို့နယ်များမှာလည်းပြည်သူပိုင်းနေအိမ်၈လုံးစေပေကန်တစ်ခုစာတင်ကျောင်း၃ကျောင်းနဲ့ဖုန်ကြီးကျောင်း၃ကျောင်းတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မိုးပြန်းမြို့နယ်အနီးတစ်ဝိုက်မှာရှိတဲ့စစ်ရှောင်းတွေအထူးသဖြင့်ကြေးရွာတချို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေတိုက်ပွဲ area နဲ့နေတဲ့နေရာတွေကိုဖျက်ဆီးသွားလာတာတွေမလုပ်ကြဖို့နဲ့နေမြေကတော်လိုင်းတပ်ဖွဲ့တွေရဲ့ ်လမ်းညွန်ချက်တွေကိုလိုက်နာပေးကြဖို့တိုက်တွန်းချင်ပါတယ်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေလေယာဉ်တွေ drone တွေနဲ့တိုက်ခိုက်နေတဲ့အတွာလုံခြုံရေးအသည့်လုံခြုံရေးသတိရှိကြဖို့တိုက်တွန်းချင်ပါတယ်လို့ KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပြထားပါတယ်တိုက်ပွဲများအနေနဲ့ဖေဖော်ဝါရီလ9ရက်နေ့ကမိုးပြဲမြို့ ကတ်တလက်စေတမန်ကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကို KND တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းခဲ့ရာစစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးကအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ဒါ့အပြင်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ကြီးလက်နိုင်ငယ်၅လက်ကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျာ။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က Jet Fighter နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ထောက်ဖို့လေယာဉ်နဲ့ဘုံတိကျရှခြင်း ဒရုန်းများနဲ့ဒရုန်းဘုံကျဲချခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းစသည်တို့ကိုတနေကုန်နီးပါးလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မိုးပြင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်မှုအတွက်စစ်ကောင်စီကအပြင်းထန်ကြိုးပမ်းနေပါတယ်။သူတို့အတွက်ထောက်ဖို့လမ်းကြောင်းအရာအတော်ကိုအရေးပါတဲ့လမ်းစုံမြို့တစ်ခုလည်းဖြစ်တယ်။ဒီမော့ဆိုဘက်ကလည်းထောက်ဖို့လမ်းကြောင်းတွေဖောက်လို့ရတယ်လို့ရိုက်ကောမိုးပြင်းဖဲကုန်းလမ်းကြောင်းတွေကိုလည်းထိန်းချုပ်လို့ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက် စစ်ကောင်စီကမိုးပြင်းမြို့ကိုအပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်စစ်ကောင်စီကမိုးပြင်းမြို့ကိုထိန်းချုပ်လို့ရရှိသွားပြီဆိုရင်တော့ဒီမော့ဆိုတို့ရိုက်ကော်မျိုးတို့ဟာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကိုပိုပြီးတော့ခံရနိုင်ပွဲရှိတဲ့အတွာတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့လဲအပြင်းထန်ခုခံတိုက်ခိုက်နေရခြင်းဖြစ်တယ်လို့ KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြထားပါတယ် ဖေဗူလာတလအတွင်းမှာကယင်နီပြည်နယ်ဖားဆောင်ဘောလခဲနယ်ရိုက်ကော်မြို့နယ်တို့မှာတိုက်ပွဲများဂျိုကြားဂျိုကြားဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမိုးပြင်းမြို့မှာလည်းစစ်ကောင်စီဘက်ကမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆင်ခဲ့တဲ့အတွက်တလတာလုံးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ KNDF ဘက်ကရဲဘော်၅ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဖေဗူလာအတွင်းမှာ KNDF ထံကိုဗတ်ပြောင်းခုံလုံလာသူစစ်ကောင်စီတပ်သားလက်နက်ပါတဲ့သူ၅ဦးနဲ့လက်နက်မဲ့၂ဦးစုစုပေါင်း9ဦးရှိခဲ့ပြီးတော့ရှေ့တန်းစစ်မြတ်နာပြင်းတွေမှာလည်းဥတီရမဲ့ င်ပြေးနေတဲ့စစ်ကောင်စီတပ်သား၈ဦးတို့ကိုဖမ်းဆီးကကောင်းမွန်လုံခြုံစွာထိန်းသိမ်းထားတယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့လှိုင်မြို့နယ်လှိုင်ရတနာအင်အားမှရှိတဲ့တိုက်ခန်းမီးလောင်မှုမှာ အမျိုးသားတအုပ်တေဆုံးကတအုပ်တန်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၃ရက်နေည9နာရီခွဲအချိန်ကမှာလိုင်ယတနာအင်ယာမှာရှိတဲ့တိုက်ခန်းတစ်ခုရဲ့6လွာမှာမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးတော့မင်းနဲ့20ကန်မိငိန်တက်ခဲ့ရတယ်လို့မိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီမိလောင်မှုကိုတွားရောက်ပြီးတော့ကူညီခဲ့တဲ့ WHO ကထိခိုက်ဒဏ်ရာရရှိသူအမျိုးသားတအုပ်နဲ့တေဆုံးသွားတဲ့တက်ကြီးပိုင်းအမျိုးသားတအုပ်တို့ကိုအင်းစိန်ဈေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ Gas မိဘကနေတဲ့ဆက်ပောက်ကွဲမှုဖြစ်ကမိစတဲ့လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ဒေသက ံများကပြောကြားထားတော့လဲမိသက်တဖွဲ့အနေနဲ့တီးတန့်ထုတ်ပြန်ထားခြင်းတော့မရှိသေးဘူးလို့သိရပါတယ်။လှိုင်မြို့နယ်မှာပြီးခဲ့တဲ့လအတွင်းကလည်းလှိုင်ရတနာဈေးကြီးမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးတော့ပေဆုံးသူတအုပ်ရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာပုတ်ပလိကတက္ကသိုလ်ဆိုတဲ့အတုံးအနှုံးကိုတုံးဆွဲခြင်းမပြုရန်စစ်ကောင်စီကပိတ်ပင်လိုက်ပြီးတော့ပုတ်ပလိကကောလိပ်လို့သာတုံးဆွဲရမယ်လို့အမိန့်ထုတ်က CDM ဆရာဆရာမများကိုအလုံးမခန့်ရန်အမိန့်ပေးချိန်ချောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်ဇန်နဝါရီလအတွင်းမှာစစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက public ကတက်ကတော်လို့အမည်တက်ထားတဲ့အကြောင်းများကိုတက်ကတော် university ဆိုတဲ့အသုံးအနှုန်းကိုအသုံးပြုခွင့်မရှိဘူးလို့ပြောလိုက်ပါတယ် public ကအကြောင်းများအနေနဲ့အစစ်အမြင့်ဆုံး college လို့သာသုံးဆွဲရမယ်လို့အမိန့်ထုတ်ပြန်လာကြောင်းသိရပါတယ်လွန်ခဲ့တဲ့ဇန်နဝါရီလအတွင်းမှာ public ကတက္ကသိုလ်တွေအနေနဲ့တက္ကသိုလ် university ဆိုတဲ့အတုံးတုံးကိုအတုံးပြုခွင့်မရှိဘူးတဲ့တက္ကသိုလ်ဆိုတဲ့ဇကရက်ကိုနိုင်ငံတော်ကလွှဲပြီးတော့ public ကဒီမှာတုံးဆွဲခွင့်မပြုတော့ဘူးအဲဒါကြောင့်တက္ကသိုလ်အစား college လို့ပဲတုံးနှောင်းရမယ်လို့ညွှန်ကြားထားပါတယ်အဲဒါကြောင့်ကျောင်းတွေအားလုံးက sign board တွေကြော်ညာတွေအားလုံးမှာတက္ကသိုလ်အစား college ဆိုတဲ့ဇကလုံးကိုပြောင်းလဲတုံးဆွဲနေရပါတယ်လို့ public ကပညာရေးအတိုင်းအဝိုင်းကပြန်လဲပြောပြထားပါတယ်ဒါအပြင် ပုပ်ပလီကကောလိပ်များနဲ့အကြောင်းများမှာစီဒီအမ်ပြုတ်လုထားတဲ့အကြောင်းဆရာဆရာမများတက္ကသိုလ်ဆရာဆရာမများကိုလုံးဝအလုတ်ခန့်ထားခြင်းမပြုရန်စီဒီအမ်ဆရာဆရာမများကိုအလုတ်ခန့်ထားကြောင်းစစ်ဆေးတွေ့ရှိရပါကပုပ်ပလီကအကြောင်းများနဲ့ကောလိပ်များကိုပိတ်သိမ်းပြစ်မယ်ဆိုတဲ့အမိန့်တရက်ကိုလည်းထုတ်ပြန်လာတယ်လို့သိရပါတယ်စစ်ကောင်စီကပုပ်ပလီကအကြောင်းနဲ့ကောလိပ်များကိုစစ်ဆေးရေးအဖွဲ့များနဲ့ရှောက်တက်ခဲမကြာခဏစစ်ဆေးမှုများလုပ်ဆောင်နေတယ်လို့သိရပါတယ်စီဒီအမ်ပြုတ်လုထားတဲ့ဆရာဆရာမများကိုလည်း ်ပညာရေးလုပ်ငန်းအတိုင်းအဝိုင်းအတွင်းမှာလုံးဝဝင်ရောက်မှုမရှိစေရေးအတွက်သတင်းပေးပို့ကြရန်ကိုပါ public ကပညာရေးလောကသားများကိုအမြဲမပြတ်တိုက်တွန်းနှိုးဆော်နေတယ်လို့သိရပါတယ်။ public ကចောင်းတွေကိုစစ်စစ်ရေးအဖွဲ့တွေကမကြာခဏဝင်ဝင်ဆက်နေတယ်။အဲ့ဒီစစ်စစ်ရေးအဖွဲ့မှာကနန်းစီဒီယံပါမောက်ခချုပ်တွေဥဆောင်ပြီးတော့ရှောင်းတခင်ဝင်းစစ်စေးတာတွေကိုလုပ်နေပါတယ်။သူတို့ကတော့ဘသူတွေက CDM ဆရာဆရာမတွေဆိုတာတန်းပြီးတော့တိနေတော့သူတို့ကိုဆက်ဆေးရေးအဖွဲ့ထဲမှာဥဆောင်ခိုင်းထားတာလို့ CDM ဆရာမတအုပ်ကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ